1969ခုနှစ်ရွေးကောက်ပွဲမှာနှုတ်တော်အမတ်ဖြစ်လာတဲ့မူဂျီကရှိုက်ပြိုးရဲ့အမှန်တကယ်မျက်နှာပြီးတော့နားလည်သူလည်းဖြစ်တာကြောင့်2005ခုနှစ်မှာပဲရှိုက်ပြိုးမွေးမြူရဲ့ရေလုံငန်းဝန်ကြီးဖြစ်လာခဲ့ပါရဲ့2009ခုနှစ်တမ်မရရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးတော့အဖွင့်မေကွန်မာရင်ပြည်သူလူထုရဲ့အသည်းနှလုံးကိုပိုင်ဆိုးလိုက်နိုင်သူဖြစ်ပါရဲ့မူဂျီကာရဲ့မေကွန်နဲ့မှာဩဇာအာဏာရှာအထက်လူကြီးအထက်အမင်းကဆင်းသက်လာတာမဟုတ်ပဲလူထုရဲ့အသည်းနှလုံးကပေါက်ဖွားလာတာဖြစ်တယ်လို့ပြောကြခဲ့ပါရဲ့ မူဂျီက2010ခုနှစ်ကနေ2015ခုနှစ်ထိတမရတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့လိုထမ်းဆောင်နေစဉ်မှာတမရလစာရဲ့60ရာခိုင်နှုန်းပြန်လည်လှူဒန်းခဲ့ပါတယ်။သူ့ရဲ့တမရတက်တန်တစ်လျှောက်မှာလဲစိတ်ပန်းဖြစ်ခြင်းအနေနဲ့မွေးရရှိသုံးဆွဲခြင်း၊ကိုယ်ဝင်ဖျက်ချခြင်းတရားဝင်အတိမတ်ပြုခဲ့ပြီးတော့လိန်တူလက်ထက်ခြင်းကိုလည်းလက်ခံပေးခဲ့ပါတယ်။2013ခုနှစ်မှာကျင်းပတဲ့ UN အထွေထွေညီလာခံရေးမှာရုပ်ဝတ္ထုတွေထက်ရိုးရှင်းတဲ့ဘဝကိုပဲအထူးအလေးပေးပြောကြားခဲ့ပါတယ်။ ။မူဂျီကသူနဲ့စိတ်တူကိုယ်တူရှိလာပြီးအထက်လွတ်တော်အမတ်ဖြစ်ခဲ့ဖို့သူလူစီယာနဲ့လက်ထပ်ခဲ့ပေမဲ့တာသမီယေဒနာမထုံကားခဲ့ပါဘူး။